ိပြန်လျင်စီးပွားရေးခန္ဓာတရုတ်ပြည်၌လျင်မြန်စွာတိုးတက်ဖွံ့ဖြိုးဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။တရုတ်ပြည်ကွမ်တုံပြည်နယ်တောင်ပိုင်းကွမ်ချိုးမြို့မှာအနိပြန်စီးပွားရေးပုံမိုတွင်ကျလာပါထိဒီစီးပွားရေးမှာ မောင်းသူမဲ့လေရင်ခေါ်ထိန်းကိုလေရင်တွေကအမြင့်ပေးတထောင်မှ3000ချပြန်တန်းနေချပြီးတရုတ်မှာတိုးတက်ဖွံ့ဖြိုးမှုအရှိန်ရလာပါထိ ွမ်ကျိုးမှလင်းရင်နယ်မြေဝန်းသစ်ထဲမှာအသုံးပြုပုံဝမျိုးမျိုးအတွက်လမ်းသစ်ဖော်ဆောင်ပေးနေပြီးဒိုင်းပြည်ရဲ့စီးပွားရေးတိုးတက်မှုကဏ္ဍကို အမြင့်သို့ဆက်လက်မြင့်တင်ပေးနေပါထိကြတာပရင်းနေကပြုလုပ်တဲ့ပြပွဲမှာဒီပညာအောင်မြင်မှုအများပြပြသားခဲ့ပြီးဂုံတင် drone သစီဟာအလိုလျောက်ဆင်းသက်ခြင်းပစ္စည်းပို့ခြင်းတို့ကိုတည်တည်ကြကြပြုလုပ်ပြခဲ့ပါထိတ် ဒီဝန်ကြီးထဲမှာဆိုရင်ထုတ်ကုန်ပြတာချင်းလွတ်တင်ချင်းပြန်တန်းချင်းပြုလုပ်နေကြောင်း၊ကွန်ချိုးမှာအနေပြန်လင်းရင်ထုတ်ကုန်များစူးစီးရောင်းချပေးကြောင်း၊ကွန်ချိုးအနေပြန်စီးပွားရေးခန်းနာဖွံ့ဖြိုးတိုးတက်ရေးကုမ္ပဏီမှဥက္ကဋ္ဌရန်ဝေရှိကပြောပါထိခမန်းချက်များအရာ2035မှာတရုတ်ပြည်ရဲ့စူပါစီးပွားရေးခန်းနာကနေဒေါ်လာ3.5ထရီလီယံခန့်ရရှိနိုင်ရန်ခမန်းထားပါသေးလို့သိရပါသေးရှင်။